ကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Microsoft Word နဲ့စာစီစာရိုက်တွေပြုလုပ်တဲ့အခါမှာနံပါတ်စင်တွေခုံနံပါတ်တွေဒါမှမဟုတ်ကျောင်းဝင်အမှတ်တွေပေါ့နော်ဒီလိုမှမဟုတ်ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကုတ်နံပါတ်တွေ ကျွန်တော်တို့ရေးတဲ့အခါမှာကိုကိုယ်တိုင်ရိုက်ထည့်စရာမလိုပဲနဲ့ auto တက်တဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီတော့နံပါတ်စင်တွေတက်တဲ့အခါမှာလည်းကျွန်တော်တို့ကအင်္ဂလိပ်အက္ခရာနံပါတ်တွေတက်ချင်တာလား ်မြန်မာလိုနံပါတ်စင်လေးတွေတက်ချင်တာလားဒါတွေကိုကျွန်တော်တို့ကိုကိုရိုင်းကီးဘုတ်ကနေပြီးတော့တခုချင်းလိုက်ပြီးတော့ရိုက်စရာမလိုဘဲနဲ့အော်တိုတက်သွားတဲ့ပုံစံလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Microsoft Word software ပွင့်လာပြီဆိုရင်တော့ဒီရဲ့သင်ခန်းစာလေးကိုပြပေးဖို့ရာအတွက် plan document ဆိုတဲ့ထဲကိုဝင်ပြီးတော့မှစာရွက်လေးတစ်ရွက်လောက်ခေါ်လိုက်ပါမယ်။ဒီတော့လက်ရှိကျွန်တော်တို့ခေါ်ထားကြတဲ့စာရွက်က အင်ဖိုစာရွက်လားလီဂယ်စာရွက်တွေလားဆိုတာကိုကျွန်တော်တို့မသိရသေးတဲ့အတွက်စာရွက်ဘာမှမရိုက်ခင်မှာကျွန်တော်တို့စာရွက် site လေးတွေပြည်ပြင်ပြောင်းလဲပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့ Microsoft Word မှာစာရွက် site လေးတွေပြောင်းလဲခြင်းနဲ့ဆိုရင်တော့လေးရောက်ဆိုတဲ့တက်သေးကိုဝင်ပေးရပါတယ်။ပြီးရင်တော့ကျွန်တော်တို့ site ဆိုတဲ့အထဲကိုဝင်ပြီးတော့မှကိုယ်အသုံးပြုမဲ့စာရွက် site လေးကိုရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီမှာကနမူနာအနေနဲ့ပြပေးတာဖြစ်တဲ့အတွက် A4 စာရွက်လေးပဲခေါ်လိုက်ပါမယ်။ column ကိုတော့ဝန်းထားခဲ့လိုက်ပါမယ်။ orientation မှာတော့စာရွက်ကိုအထောင်လိုက်လေးပဲလိုချင်တာဖြစ်တဲ့အတွက် portrait ကိုပဲရွေးပေးထားလိုက်ပါမယ်။ margin ကိုတော့ကျွန်တော်တို့ကတလက်မစီလေးပဲထားခဲ့လိုက်ပါမယ်။ဒါလေးတွေကျွန်တော်တို့ကအားလုံးချိန်ပြီးသွားပြီဆိုရင်တော့ဒီရက်သင်ခန်းစာလေးမှာကခုံနံပါတ်တွေနံပါတ်စင်တွေအကြောင်းဝင်အမှတ်တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကကိုယ့်ရဲ့စိတ်တိုင်းကျရိုက်ထည့်စရာမလိုဘဲနဲ့အော်တိုတက်တဲ့နီလန်းလေးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်ဆုံးဇာတ်ပတ်လေးတွေဆွဲလိုက်ပါမယ် Microsoft မှာဇယားကွက်တွေဆွဲချင်တယ်ဆိုရင်တော့ Insa ဆိုတဲ့တက်ထဲကိုဝင်ပေးရပါတယ်။ပြီးရင်တော့ Table ဆိုတဲ့ထဲကိုဝင်ပြီးတော့မှ Insa Table ဆိုတဲ့နေရာလေးကနေပြီးတော့ကျွန်တော်တို့ column ကဘယ်နှကွက်ဆွဲမလဲ၊ row ကဘယ်နှကွက်ဆွဲမလဲဒါလေးတွေကိုကျွန်တော်တို့ကစိတ်တိုင်းကျဆွဲလို့ရပါတယ်။အတိအကျနဲ့ဆွဲချင်တယ်ဆိုရင်တော့အောက်မှာရှိနေတဲ့ Insa Table ဆိုတဲ့နေရာကနေပြီးတော့လေကျွန်တော်တို့ column ကအရေးအတွက်ဘလောက် တို့ကအရင်အတွက်ဘလောက်ဒါလေးတွေကျွန်တော်တို့ရိုက်ထည့်ပြီးတော့မှဆွဲလို့ရပါတယ်ဒီတော့ကျွန်တော်တို့ number of column ဆိုတဲ့နေရာလေးမှာတော့ column ကို၄ခုလောက်ဆွဲမှာဖြစ်တဲ့အတွက်၄လို့ရိုက်ခဲ့ပါမယ်ပြီးရင်တော့ number of row တဲ့ row ကတော့ကျွန်တော်တို့ကအလွယ်တကူထပ်ပြီးတော့မှတိုးလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာတော့၃ခုလောက်လေးပဲဆွဲခဲ့လိုက်ပါမယ်ဒါလေးရေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ okay လေးနှဲလိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့ column က၄ခွက် ရောဂါ၃ခုရှိတဲ့ Microsoft Word မှာကျွန်တော်တို့ဇာတ်ပွက်လေးကျွန်တော်တို့ရောက်ရှိလာပါလိမ့်မယ်။ဒီတော့ကျွန်တော်နမူနာအနေနဲ့ခေါင်းစဉ်လေးတွေတက်ခဲလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာဆိုရင် number စင်ဆိုပြီးတော့มาရေးလိုက်မယ်။ပြီးရင်တော့တက်လေးခုံလိုက်ပါမယ်။ number စင်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကျောင်းဝင်အမှတ်ဆိုပြီးတော့มาရေးလိုက်ပါမယ်။ဒီတော့ဒီလိုမျိုးတွေကျွန်တော်တို့ကတက်တဲ့အခါမှာနံပါတ်စဉ်တွေအကြောင်းဝင်အမှတ်တွေဒါမှမဟုတ်ခုံနံပါတ်တွေပေါ့နော်အဲ ဒီလိုမှမဟုတ်ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကုန်နံပါတ်လေးတွေဆိုရင်ဒါတခါတည်းကျွန်တော်တို့က Microsoft Word မှာ default သတ်မှတ်ထားပြီးတော့အလွယ်တကူကျွန်တော်တို့ယူသုံးလို့ရပါတယ်ဒီတော့နောက်မှဆိုရင်ကျွန်တော်တို့ဒီမှာနမူနာအနေနဲ့အမည်ဆိုပြီးတော့ရေးလိုက်ပါမယ်လိပ်စာဆိုပြီးတော့ရေးလိုက်မယ်တက်လေးခုံလိုက်ပါမယ်ဟောဒီရောက်မှာကျွန်တော်တို့ကနံပါတ်စင်လေးတွေစပြီးတော့မှရေးရတော့မယ်နံပါတ်စင်တွေရေးဖို့ရအတွက်တော့ကျွန်တော်တို့ကတကူချင်းလိုက်ပြီးတော့ရိုက်ထက်ရိုက်ထက်မနေတော့ဘဲနဲ့ auto တက်သွားကျန်တာဖြစ်တဲ့အတွက် ကိုတက်ချင်တဲ့ဆဲွက်လေးတွေကိုအရင်ဆုံးဆက်လက်လေးမှတ်ထားလိုက်ပါမယ်။အောက်မှာကျွန်တော်တို့နောက်ထပ် roll လေးတွေထပ်ပြီးတော့တိုးချင်တဲ့ဆိုရင် keyboard ကနေပြီးတော့မှတက်ကီးလေးနဲ့ကျွန်တော်တို့ကအလွယ်တကူကျွန်တော်တို့တိုးလိုက်လို့ရပါတယ်။ keyboard ကနေပြီးတော့တက်ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးလေးကျွန်တော်တို့ဆဲွက်အလွယ်လေးတွေတိုးလာပါလိမ့်မယ်။ဒီတော့ကိုကနံပါတ်စင်တွေတက်ချင်တာဖြစ်တဲ့အတွက်ကိုနံပါတ်စင်တက်ချင်တဲ့ဆဲွက်လေးတွေကိုဆက်လက်မှတ်ထားပါမယ်။ဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့ဟုတ်တက်ထဲကနေပြီးတော့မှပါရာဂရက်ဂရုထဲမှာ နံပါရီလို့ခေါ်တဲ့နံပါတ်တက်တဲ့နေရာလေးရှိပါတယ်။သူ့ကိုကလစ်တစ်ချက်နှိပ်လိုက်ပါမယ်။နေလိုက်တာနဲ့တပြိုင်တည်း Microsoft Software ထဲမှာနံပါတ်တက်တဲ့နေရာလေးမှာ Auto သူက default အနေနဲ့အခုလိုပုံစံလေးတွေသူကချပေးထားပါတယ်။ဒီတော့ဒီထဲကနေပြီးတော့မှကိုတက်ချင်တဲ့ပုံစံအနေထားလေးပါတယ်ဆိုရင်တော့ကျွန်တော်တို့ကလေးလေးတစ်ချက်လောက်နှိပ်ပြီးတော့မှအလွယ်တကူတက်လိုက်လို့ရပါတယ်။ဒီတော့အခုလောလောဆယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာ ABC တွေပါမယ်။ရောမကနိုင်အကြီးသေးတွေကျွန်တော်တို့ပါမယ်ပေါ့။ ဟာတနေ့3လေးဒီလိုပုံစံလေးတွေပါတယ်ပေါ့ဒီတော့ကျွန်တော်တို့တက်ချင်တဲ့နံပါတ်စဉ်ပုံစံလေးတွေကဒီထဲမှာရှိနေတဲ့ပုံစံတွေကိုကျွန်တော်တို့ကလုံးဝမတက်ချင်ဘူးထားပါတော့တနေ့3လေးဆိုရင်လည်းဒီမှာတနေ့3လေးတော့တက်မှာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ကသူ့မှာ ქვენ စ ქვენ ပိတ်လေးတွေနဲ့လက်သေးခွေအဖွဲအပိတ်လေးတွေနဲ့ပုံစံလေးတွေတက်ချင်တယ်ပေါ့ဒါမှမဟုတ်ကျွန်တော်တို့ကမြန်မာလိုကိန်းကနဲနံပါတ်လေးတွေကိုအော်တိုတက်သွားခြင်းနဲ့ဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ကနောက်ထပ်ထပ်ပြီးတော့မှ ကိုတက်ချင်တဲ့ပုံစံလေးတွေကိုသတ်မှတ်ပေးရပါတော့မယ်ဒီလိုမျိုးတွေသတ်မှတ်ဖို့ရအတွက်ဆိုရင်တော့အောက်မှာရှိနေတဲ့ define new number format ဆိုတဲ့အထက်ကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့မှဝင်ပေးလိုက်ပါမယ်ဒီတခါတော့ကျွန်တော်ကနမူနာအနေနဲ့အတက်နှစ်3လေးတော့အင်္ဂလိပ်အက္ခရာနံပါတ်နဲ့တက်မယ်သူ့ကိုကျွန်တော်တို့ကရှေ့နောက်လက်သေးခွင်းလေးပုံစံလေးနဲ့ကျွန်တော်တို့တိုက်ချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ကဝင်လိုက်တဲ့အခါမှာတစ်ချက်လောက်ကြည့်လိုက်တဲ့အခါမှာဆိုရင် သူ့ရဲ့ကျွန်တော်တို့တက်နောက်မှာကျွန်တော်တို့ food store ယူပါနေတယ်ပေါ့ဒီတော့ဒါကိုကျွန်တော်တို့ကမလိုချင်ဘူးလက်သေးခွင့်ပုံစံလေးနဲ့လိုချင်တာဖြစ်တဲ့အတွက်နောက်မှာကျွန်တော်တို့ကာစာလေးချလိုက်ပါမယ်နောက်မှာကာစာလေးချပြီးတော့မှကျွန်တော်တို့ best pay နဲ့ကျွန်တော်တို့ဖြတ်ခဲလိုက်ပါမယ်ဒီရက်ကျွန်တော်တို့ကတက်ကိုသွားပြီးတော့မှဖြတ်လို့မရဘူးเนาะပြီးရင်တော့ကျွန်တော်တို့ကလက်သေးခွင့်လေးပိတ်မှာဖြစ်တဲ့အတွက်ဟောလက်သေးခွင့်လေးပိတ်လိုက်မယ်ရှေ့ကိုကာစာလေးပြန်ချပါမယ်ပြီးရင်တော့ကျွန်တော်တို့လက်သေးခွင့်လေးဖွင့်လိုက်မယ်ပေါ့ ။အော်ဒီလိုပုံစံလေးကျွန်တော်တို့ကပြင်ပြင်လိုက်တာနဲ့တပြိုင်နက်အောက်မှာရှိနေတဲ့ preview ဆိုတဲ့နေရာလေးမှာလည်းအော်ကျွန်တော်တို့တက်တဲ့ပုံစံလေးကဒီလိုပုံစံအနေထားလေးရသွားပါလိမ့်မယ်ဆိုပြီးတော့တခါတည်းသူကပြောပြပေးသွားပါလိမ့်မယ်။ဒီတော့ဒီပုံစံကြိုက်သွားပြီဆိုရင်တော့ကိုကဒီမှာ okay ဆိုတာလေးနှဲလိုက်ရုံပါပဲ။နောက်တစ်ခါကျွန်တော်တို့ဒီမှာနံပါတ်စင်တွေတက်တဲ့အခါမှာကိုကအင်္ဂလိပ်အခရာနံပါတ်နဲ့တက်ချင်တာမျိုးမဟုတ်ဘဲနဲ့မြန်မာလိုနံပါတ်လေးတွေနဲ့တက်ချင်တဲ့အခါလဲကျွန်တော်တို့ရှိပါတယ် ဒီတော့မြန်မာလိုနံပါတ်တင်နဲ့ကျွန်တော်တို့ကအော်တိုတက်ဖို့ရာအတွက်ဆိုရင်လေကိုတက်မဲ့ဆဲခွက်လေးတွေကိုအရင်ဆုံးဆက်လက်လေးမှတ်ပေးထားပါမယ်။ဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့ဟုတ်တဲ့ထဲကနေပြီးတော့ပါရာဂရက်ဂရုထဲမှာနံပါတ်ရင်းဆိုတဲ့အထဲမှာကျွန်တော်တို့ဝင်ကြည့်လိုက်တဲ့အချိန်မှာမြန်မာလိုနံပါတ်လေးတွေကကျွန်တော်တို့မပါတာကိုတွေ့ရပါတယ်။ဒီတော့ကျွန်တော်တို့မြန်မာလိုနံပါတ်လေးတွေကိုယ့်ရဲ့စိတ်တိုင်းကျတက်ချင်တာဖြစ်တဲ့အတွက်အစောလေးမှာရှိနေတဲ့ Define New Number Format ဆိုတဲ့အထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်။ ဝင်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ number စတိုင်ဆိုတဲ့နေရာလေးမှာဟောကျွန်တော်တို့ရောမကနန်းနေနဲ့တက်မှာလား ABCD နေနဲ့တက်မှာလားကျွန်တော်တို့အခုဒီမှာ1 2 3လေးဒီ fat တို့ scan တို့ပေါ့နော်ဒါလေးတွေနဲ့ကျွန်တော်တို့ကတက်မှာလားကိုကျန်းနေတတ်တဲ့ပုံစံလေးတွေရွေးချယ်ပြီးတော့တက်လို့ရပါတယ်ဒီမှာတခုပြောစရာရှိတာတော့ကျွန်တော်တို့ကာကြီးကာဝေးနဲ့ဟောတက်လို့ရလားဆိုပြီးတော့မေးတဲ့သဏ္ဍာန်သားလေးတွေလည်းတွေ့ရပါတယ်ဒီရဲ့နေရာလေးမှာတော့ကျွန်တော်တို့ကာကြီးခါခွေးနဲ့တော့တက်လို့ရမှာမဟုတ်ပါဘူး ဒီတော့ဒီမှာတော့ကျွန်တော်တို့ကမြန်မာလိုနံပါတ်လေးတွေနဲ့တက်ချင်တာဖြစ်တဲ့အတွက်ဒီနေရာလေးမှာကျွန်တော်တို့1 2 3ဆိုတာလေးပဲရွေးပေးထားလိုက်ပါမယ်။1 2 3ကိုရွေးလိုက်တဲ့တဲ့ပြိုင်နဲ့အောက်ဆုံးလေးမှာရှိနေတဲ့ number format ဆိုတဲ့နေရာလေးမှာအင်္ဂလိပ်အက္ခရာနံပါတ်နဲ့ပဲကျွန်တော်တို့ဝင်နေပါတယ်။ကျွန်တော်တို့လိုချင်တာကအင်္ဂလိပ်အက္ခရာနံပါတ်နဲ့လိုချင်တာမျိုးမဟုတ်ပဲနဲ့မြန်မာလိုကိန်းကနန်းနဲ့ကျွန်တော်တို့တက်ချင်တာဖြစ်တဲ့အတွက်ဘေးမှာရှိနေတဲ့ကျွန်တော်တို့ဖောင့်ဆိုတဲ့ထဲကိုကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးရပါမယ်။ ဝင်ပြီးသားပြီဆိုရင်တော့ဒီရက်ကျွန်တော်တို့ဖောင်ပြောင်းတဲ့နေရာလေးမှာပြည်တော်စု number ဖောင်လေးကိုကျွန်တော်တို့ပြောင်းပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကာစာလေးချမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာပြည်တော်စုဆိုပြီးတော့မှရေးလိုက်ပါမယ်။ပြည်တော်စု number ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ဖောင်ပြောင်းတဲ့နေရာလေးမှာပြည်တော်စု number ဆိုပြီးတော့ရိုက်ထည့်ပေးမယ်။ပြည့်ရတော့ဘေးမှာရှိနေတဲ့ကျွန်တော်တို့ down arrow key လေးကိုနှိပ်ပြီးတော့ဒီထဲကနေပြီးတော့မှပြည်တော်စု number ဆိုတဲ့ဖောင်လေးကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကပြည်တော်စုနံပါတ်ကိုရွေးချယ်လိုက်တာနဲ့တပြိုင်တည်းအောက်လေးမှာကျွန်တော်တို့နံပါတ်စင်လေးမှာမြန်မာလိုနံပါတ်လေးကျွန်တော်တို့ဝင်လာတာကိုတွေ့ရပါတယ်ဘာကြောင့်ကျွန်တော်တို့ကပြည်တော်စုနံပါတ်ဖုန်းကိုရွေးပေးရလဲဆိုရင်တော့မြန်မာလိုကိန်းကနေလေးတွေတက်ချင်တာဖြစ်တဲ့အတွက်ပြည်တော်စုနံပါတ်ဆိုတဲ့ဖောင်းကိုရွေးပေးရတာဖြစ်ပါတယ်။ဒါလေးကျွန်တော်တို့ပြီးသွားပြီးကိုယ့်ရဲ့စိတ်တိုင်းကြရသွားပြီဆိုရင်တော့ okay လေးနေလိုက်ပါမယ်။ okay နေလိုက်တာနဲ့တပြိုင်တည်းဟောအခုဒီမှာ preview နေရာလေးမှာ မြန်မာလိုနံပါတ်၄နဲ့ကျွန်တော်တို့ဒီမှာလက်သေးခွေအဖွင့်အပိတ်ပုံစံလေးကျွန်တော်တို့ဖြစ်နေပါတယ်။ဟောကြားနေတာမှုရှိသွားပြီဆိုရင်တော့ okay လေးနှဲလိုက်တာနဲ့တပြိုင်နက်နံပါတ်စင်လေးတွေမှာအခုလိုပုံစံလေးတွေကျွန်တော်တို့ဝင်သွားပါလိမ့်မယ်။ဒီတော့နောက်တနည်းနဲ့ကျွန်တော်တို့ထပ်ပြီးတော့တက်ကြည့်ပါဦးမယ်။ကျွန်တော်တို့မြန်မာလိုနံပါတ်စင်လေးတွေလည်းတက်တက်သွားပြီးအင်္ဂလိပ်လိုနံပါတ်လေးတွေလည်းတက်တက်သွားပြီးဒီတော့ကျွန်တော်တို့မြန်မာလိုနံပါတ်စင်တွေတက်တဲ့အခါမှာလက်သေးခွေအဖွင့်အပိတ်ပုံစံလေးတွေနဲ့မဟုတ်ဘဲနဲ့ ပုံမှန်လေးချပြီးတော့မှကျွန်တော်တို့ကတက်ချင်တဲ့အခါလေးရှိတယ်။ဒီလိုအခါမျိုးမှာဆိုရင်လည်းတက်လို့ရပါတယ်။နံပါတ်တွေကိုပြန်ဝင်ပါမယ်။ဟောဒီနေရာမှာကျွန်တော်တို့ကလက်သေးခွင့်အဖွင့်ပိတ် ပုံစံလေးတွေတစ်နှစ်သုံးလေးလက်သေးခွင့်ပုံစံလေးတွေတော့ဝင်သွားပြီ။ဒီမှာကျွန်တော်တို့တင်းရဲ့နောက်မှာပုံမှန်လေးနှစ်ချောင်းကျွန်တော်တို့ချပြီးတော့မှတက်တဲ့ပုံစံလေးတွေမပါသေးတာဖြစ်တဲ့အတွက် define new number format ဆိုတဲ့ထဲကိုဆက်သွားမယ်။ပြီးရင်တော့ဒီရဲ့လက်သေးခွင့်လေးတွေကိုကျွန်တော်တို့ကကာစာလေးချမယ်။ best bin နဲ့ဖြတ်လိုက်ပါမယ်။ ဒီတစ်ကိုကျွန်တော်တို့ကလုံးဝသွားပြီးတော့မှဖြတ်လို့မရပါဘူး။ရှေ့မှာကာစာချမယ်။လက်သေးခွေလေးကိုကျွန်တော်တို့ကဖြတ်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ကပုံမှန်လေးချမှာဖြစ်တဲ့အတွက်ကီးဘုတ်ကနေပြီးတော့အခုလိုမျိုးလေးကျွန်တော်တို့ပုံမှန်လေးရေးထည့်လိုက်တာနဲ့တပြိုင်တည်းအောက်မှာကျွန်တော်တို့ preview နေရာလေးမှာအခုလိုမျိုး1နဲ့3ပုံစံလေးကျွန်တော်တို့ဝင်သွားမှာဖြစ်ပါတယ်။ ဟောဒီပုံစံလေးကိုကကြိုင်းနေတတ်မှုရှိသွားပြီဆိုရင်တော့ပိုကေလေးနှိမ့်လိုက်တာနဲ့တပြိုင်နက်အလွယ်တကူကျွန်တော်တို့နံပါတ်စင်လေးတွေကိုရိုက်ထည့်စရာမလိုပဲနဲ့အော်တိုတက်ပေးသွားတာကိုတွေ့ရပါလိမ့်မယ်ဒီတော့နောက်ထပ်ဒီဘက်မှာကျွန်တော်တို့ကအကြောင်းဝင်အမှတ်တွေဒါမှမဟုတ်ခုံနံပါတ်တွေပေါ့ဒီလိုမှမဟုတ်ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကုန်းနံပါတ်တွေရိုက်တဲ့အခါမှာဆိုရင်လေတခုချင်းလိုက်ပြီးတော့မှရိုက်စရာမလိုဘူးတခါတည်းကျွန်တော်တို့ number 3ဆိုတဲ့အထက်မှာ default အနေနဲ့မှတ်ပြီးတော့မှ တခါတည်းကျွန်တော်တို့ယူပြီးတော့အသုံးပြုလို့ရပါတယ်။ဒါကြောင့်ကျွန်တော်နမူနာအနေနဲ့ကျောင်းဝင်အမှတ်လေးကျွန်တော်တက်ပြပေးသွားပါမယ်။ဒါကြောင့်ကိုတက်လို့တဲ့ site web လေးတွေကိုဆက်လက်မှတ်ထားပါမယ်။ပြီးရင်တော့ numbery ဆိုတဲ့ထဲကိုဝင်မယ်။ကျောင်းဝင်အမှတ်မှာရှေ့မှာကျွန်တော်တို့ code number လေးတွေရေးမှာဖြစ်တဲ့အတွက် define နဲ့ u number format ဆိုတဲ့ထဲကိုဝင်လိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကိုကเจ้าဝင်အမှတ်တွေကိုဘယ်လိုမျိုးတတ်မှတ်ထားတာလဲဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းအမျိုးအမည်တွေမှာ ကုတ်နံပါတ်တွေကိုဘယ်လိုမျိုးပေးထားခဲ့လဲကိုပေးထားတဲ့နံပါတ်လေးတွေကိုကျွန်တော်တို့ဒီရက်တင့်ရဲ့ကျွန်တော်တို့ရှေ့မှာကာစာလေးချပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကဒီမှာနမူနာအနေနဲ့ကျောင်းဝယ်အမှတ်လေးတွေတက်ပြမှာဖြစ်တဲ့အတွက်မာတာစဆိုပြီးတော့မှရေးထည့်လိုက်ပါမယ်ပြီးရင်တော့စပယ်လေးချမယ် dash လေးခံပါမယ်ဟောမာတာစကျွန်တော်တို့ကကုတ်နံပါတ်ဘလောက်သတ်မှတ်မလဲထားပါတော့ကျွန်တော်တို့က100နဲ့1ကနေပြီးတော့စခြင်းနဲ့ဆိုရင်ဒီမှာကျွန်တော်တို့ကတက်ဆဲဆိုပြီးတော့မှရိုက်ထည့်ပေးလိုက်ပါ ။ဒါဆိုရင်ကျွန်တော်တို့ဒီမှာတဆယ်နဲ့တတဆယ်နဲ့နှစ်ဆိုပြီးတော့မှကျွန်တော်တို့အော်တိုဝင်သွားတာကိုတွေ့ရပါလိမ့်မယ်။ဟောဒီမှာတဆယ်ဆိုပြီးတော့ပြန်ရိုက်ထည့်လိုက်။ဒါဆိုသူကဒီမှာအောက်မှာ100နဲ့တ100နဲ့နှစ်ဆိုပြီးတော့မှအောက်မှာကျွန်တော်တို့ဝင်သွားပါလိမ့်မယ်။ဒီတော့နောက်ကကျွန်တော်တို့ကပုံမှန်ကြီးမလိုချင်တာဖြစ်တဲ့အတွက်နောက်ဆုံးလေးမှာကာစာချမယ်။ fast bay နဲ့ဖြတ်ခဲလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ matasa 101 matasa နှစ်တရားနဲ့နှစ်ဆိုပြီးတော့မှကျွန်တော်တို့အော်တိုဝင်သွားပါတယ်ဒီတော့ကိုကြက်နဲ့တက်တဲ့ပုံစံလေးတွေရသွားပြီဆိုရင်တော့ okay လေးနဲ့လိုက်ပါမယ်ဟောဒါဆိုရင်ကျွန်တော်တို့ဒီမှာမာတာဆာတရားခွန်အထိကျွန်တော်တို့ရောက်သွားမယ်ပေါ့ ြီးရဒီမှာနောက်ထပ်အောက်မှာဆဲခွက် အလွတ်လေးတွေထပ်ပြီးတော့တိုးကျင်နေဆိုရင်နောက်ဆုံးဆဲခွက်လေးမှာကာစာချကီးဘုတ်ကနေပြီးတော့မှတက်ကီးလေးခုန်လိုက်တာနဲ့တပြိုင်တည်းအော်တိုကျွန်တော်တို့ဒီမှာနံပါတ်စင်လေးတွေကဆဲခွက်လေးတိုးသွားတာနဲ့တပြိုင်တည်းအော်တိုလိုက်ပြီးတော့မှတက်ပေးနေမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အောက်ကိုဆက်ပြီးတော့မှသွားလိုက်တဲ့အခါမှာဆိုရင်ဒီမှာကျွန်တော်တို့မတဆ100နဲ့ကိုးပြီးသွားတဲ့အချိန်မှာမတဆ130ဆိုပြီးတော့ဖြည့်ရမယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ကြည့်တဲ့အခါမှာဆိုရင် တတုံညာ30ဆိုပြီးတော့မှကျွန်တော်တို့ဖြစ်သွားတဲ့အတွက်ဒါကြီးကမှားသွားပြီပေါ့နော်ဒီလိုမျိုးမှားသွားတဲ့အခါမှာဆိုရင်တော့သူ့ကိုကျွန်တော်တို့ကကာဆာလေးချပြီးတော့မှတခုပြန်ပြီးတော့မှရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာကကျွန်တော်တို့ကတခုကိုပြန်ပြီးတော့မှရိုက်ထည့်ပေးရပါမယ်မာတာစာ130ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့အန်တာလေးခောက်ပေးလိုက်မယ် အခုဒီမှာမတဆ130ဆိုပြီးတော့မှရိုက်ခဲ့လိုက်ပါတယ်အောက်မှာတော့ကျွန်တော်တို့ကနောက်ထပ်101 102ဆိုပြီးတော့မှဆက်သွားကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့တက်လေးနဲ့ထပ်ပြီးတော့မှခုန်လိုက်ပါမယ်အောက်မှာကျွန်တော်တို့ကမပါနေတော့ဒီလိုမျိုးမပါတဲ့အတွက်ကျွန်တော်တို့က131 132ဆိုပြီးတော့ဆက်ပြီးတော့အစင်လိုက်လာကြတာဖြစ်တဲ့အတွက် number 3ဆိုတဲ့ထဲကိုပြောင်းဝင်ပါမယ် divine new number format ဆိုတဲ့ထဲကိုဝင်မယ်ဟောဒီနေရာလေးမှာကျွန်တော်တို့က တရာ၁၀နဲ့တက်ကနေစကြနာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ကာစာလေးပြန်ချပါမယ်ပြီးရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့တစ်ချက်လောက်ပြန်ပြီးတော့ရေးပေးလိုက်မယ်တစ်တစ်တရာ၁၀နဲ့တစ်ဆိုပြီးတော့မှရေးထည့်ပေးလိုက်ပါမယ် ဒီမှာကျွန်တော်တို့ဒီမှာတစ်ချက်လောက်ကြည့်မယ်130.1ဆိုပြီးတော့ရေးလိုက်တဲ့အချိန်မှာသူ့မှာကျွန်တော်တို့ default ပါနေတဲ့ဖောင့်ကပျောက်သွားတဲ့အတွက်ကျွန်တော်တို့ဒီမှာအောက်မှာ preview ဆိုတဲ့နေရာမှာမတဆ1.1တွေကြီးပဲဝင်နေတယ်နော်ဒီနေရာမှာကျွန်တော်တို့က131 132 133ဆိုပြီးတော့အဆင်လိုက်လေးလာကျင်တာဖြစ်တဲ့အတွက်အပေါ်က number sign ဆိုတဲ့နေရာလေးမှာနမ်းဖြစ်နေတယ်123ကိုပြန်ပြီးတော့မှရွေးပေးရပါမယ်ဒါမှပဲကျွန်တော်တို့က တနှစ်သုံးအစင်လိုက်ပြန်ပြီးတော့မှဖြစ်လာမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ဒီမှာကာစာလေးပြန်ချပါမယ်။ဟောဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ100နဲ့30ပြီးရင်130နဲ့1ဆိုပြီးတော့မှကျွန်တော်တို့အစင်လိုက်လာပါလိမ့်မယ်။ Okay လေးနေပေးလိုက်ကျွန်တော်တို့ဒီမှာ130နဲ့1ဆိုပြီးတော့ရေးလိုက်ပါမယ်။ဒါဆိုရင်ဒီမှာ1 1 1 ်တတနဲ့တတသုံးဆိုပြီးတော့အော်တိုဆယ်လိုက်လေးဝင်သွားပါလိမ့်မယ်။ Okay လေးနေလိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့မတ္တဆ 130ပြီးသွားတဲ့တပြိုင်နဲ့131ဆိုပြီးတော့ဆက်လာပါလိမ့်မယ်။နောက်မှကျွန်တော်တို့ကာဆာလေးချမယ်။ပြီးရင်တော့ကျွန်တော်တို့တက်ကီးလေးနဲ့ခုံလိုက်တဲ့အခါမှာရှေ့မှာလည်းကျွန်တော်တို့နံပါတ်စင်တွေက71 73 73အစင်လိုက်လေးတက်သွားပါလိမ့်မယ်။နောက်မှလည်းကျွန်တော်တို့ကြောင်းဝယ်အမှတ်လေးတွေကအော်တိုလိုက်ပြီးတော့မှပါနေတာကိုတွေ့ရပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့ Microsoft Word နဲ့စာစီစာရိုက်တွေလုပ်တဲ့အခါမှာနံပါတ်စင်တွေကြောင်းဝယ်အမှတ်တွေခုံနံပါတ်တွေကုတ်နံပါတ်တွေရေးတဲ့အခါမှာကိုကိုယ်တိုင်ရိုက်ထည့်စရာမလိုဘဲနဲ့ အော်တိုတက်တဲ့နီလန်လေးဖြစ်ပါတယ်။ဒီရဲ့နီလန်လေးကိုအသုံးပြုတဲ့ချင်းအပြင်ကိုစိုက်ဆိုင်တွေပြုလုပ်တဲ့အခါမှာအခုလိုမျိုးနံပါတ်စင်တွေကိုကိုကိုတိုင်းရိုက်ထည့်စရာမလိုတဲ့အတွက်ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းတွေအဲအလုပ်တွေမြန်မြန်နဲ့ကျွန်တော်တို့ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့တင်ပါတယ်။ဒီရဲ့သင်ခန်းစာလေးကအားလုံးအတွက်ရန်သုံးဝင်တဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုတိုင်းလက်တွေ့လိုက်ပြီးတော့မှ လေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာ ရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုယ်ကိုယ်နဲ့လေ့ကျင့်ပြီးသွားပြီးကိုယ်လည်းအမှန်တကယ် Microsoft Software ထဲမှာအခုလိုမျိုးနံပါတ်စင်လေးတွေကိုကိုယ်ကိုယ်တိုင်း auto တက်တက်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာ။ ဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘလူရီကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်၊လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။